မြောက်ပြစံတောင်းလုံးနေမှာပူပြီးပြင်ပြလာတဲ့မင်းသမီးခိုင်နေဝင်ရဲ့ဖောင်ဒေးရှင်း၊ဆယ်လီအင်ဆိုင်တာပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ပရိသတ်များရှင့်မင်းသမီးကြီးခိုင်နေဝင်ကတော့မြမပြင်းရဲ့ပရာဟိတမိခင်ကြီးဖြစ်လူများရဲ့လေးစားခြင်းကိုခံနေရတဲ့သူပဲဖြစ်ပါတယ်။နိုင်ငံမှာရှိတဲ့ကပ်ပြီးမျိုးစုံမှာကိုယ်တွင်မငယ်ပဲလူအလုံးရဲ့ကောင်းကျိုးကိုမျှော်မှန်းပြီးအပြင်ပန်းခံကူညီနေတာဖြစ်တဲ့အတွက်နိုင်ငံတကာကနေတောင်အတိမတ်ပြုတဲ့ပရာဟိတသမားတစ်ယောက်ဖြစ်နေခဲ့တာဖြစ်ပါတယ်။ ဒါဝိမေသူမရဲ့လုံရက်တွင်ကကြာလာတဲ့မြလူရီရဲ့ယုံကြည်မှုကိုပြက်ပြားစေခဲ့ပါပြီ။ရခင်ကတာမန်လူရန်စားတယောက်ဖြစ်ပြီးအမှုပညာလောကမှာနာမည်မရှိတရှိနဲ့လူအသိမက်ပြုခံရုံကလွန်းရင်ခိုင်နေဝေကမလောက်တဲ့ပိုင်ဆိုင်မှုကြီးကြီးမားမားမရှိခဲ့ပါဘူး။မိခင်ဖြစ်သူနဲ့လည်းအစဉ်ပြေလာတဲ့ဆက်ဆံရေးမဟုတ်ခဲ့တဲ့အတွက်သားသမီးဆိုဖြစ်လူရီရဲ့ပါဇက်သားမှာအသင်းစကားတွေဖြစ်ခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးတင်ရောကြပြီးဇက်ကားတွေမှလည်းပါဝင်မှုနည်းလာပြီးရင်နောက်မှာတော့မင်းသမီးခိုင်နေဝေက Pride လောကရဲ့ကိုခြေစုံ ံဖြစ်ဝင်လာခဲ့တာဖြစ်ပါတယ်။ Brighter လို့ဆိုတာအခုဘဝရောနောက်ဘဝမှာပါကုသိုလ်ဒုနဲ့ချမ်းသာမှုတွေများစွာရမယ့်အလုပ်ဖြစ်ပါတယ်။ Brighter သမားတွေကမုံမြတ်တဲ့စိတ်ထားနဲ့ကိုနဲ့တစ်ချိန်တစ်ခါတော့မသိဘူးမမြင်ဘူးသူတွေရဲ့ခက်ခဲတွေကိုလူသားချင်းစာနာပြီးကူညီလောက်ကင်ပေးနေကြတဲ့သူတွေဖြစ်ပါတယ်။ဒါပေမဲ့လူဆိုတဲ့အတိုင်းပဲလူကောင်းတဲ့လူစုများနေတဲ့ခေတ်ကြီးမှာ Brighter ကိုဖန်ပြပြီးကိုကြီးပါဖို့အတွက်လှူစားနေတဲ့သူတွေများစွာရှိပါတယ်။ဒါကြောင့်မင်းသမီးခိုင်နေဝင်ကလည်းပတ်စံသိန်းတောင်းများစွာကို အလူငွေဖြင့်ရရှိလာပြီးတဲ့နောက်မှာအထူးပြောင်းလာတယ်လို့လူများကပြောနေခဲ့ကြပါပြီ။ Brighter လောက်ပြီးနောက်ပိုင်းမှာပို့ပြီးတော့ပြောင်းရောင်းလာခဲ့တယ်လို့တာမန်မင်းသမီးတယောက်ထက်သားတဲ့လက်ဆွဲအိတ်ဒေနာကြီးတွေနဲ့ရွှေတောင်ချားကတိုက်တွေကလူများပြောချင်စရာပိုင်ဆိုင်မှုတွေဖြစ်လာခဲ့ပြီးပဲဖြစ်ပါတယ်။အခုဆိုရင်စွန့်ပစ်ကလင်းငယ်တွေတာမတ်ကခြေကောင်းလက်ကောင်းတွေနဲ့တောင်းစားနေကြတဲ့စံကုန်မြေလေးတွေကိုပါခွန်ယူပြီးဇွတ်သူတော်ကောင်းလှုပ်ပြနေတာဖြစ်လို့အဲ့လူရန်စားတွေကလည်းအချောင်ခိုဖို့များလာခဲ့တာဖြစ်ပါတယ်။ဒီလိုဖြစ်ရမျိုးမျိုးတွေ ွေဖြစ်ပွားခဲ့ပြီးပြီးခဲ့တဲ့ငလင်းပြီးမှလည်းတနိုင်ငံလုံးကတတိရီရဲ့အပေါ်ယံဖန်းပြအလူငွေတွေကြောင့်သိန်းပေါင်း9သိန်းနဲ့ချီပြီးအလူငွေတွေလက်ခံရရှိခဲ့ပါတယ်။အလူငွေတွေကိစ္စနဲ့ပတ်သက်ပြီးမှလည်းပြဿနာများစွာတက်ခရသလိုအခုတခါမှတော့ခိုင်နှင်းဝေကအမှန်တကယ်ပဲအလူငွေတွေကိုနောက်ွယ်မှာအလွဲသုံးစားလုံနေရလားဆိုရင်လူရင်းရဲ့တန်တရားကိုပို့ပြီးတော့ဝင်လာစေခဲ့တာပဲဖြစ်ပါတယ်။အခုတခါဖြစ်ပေါ်နေတဲ့ကိစ္စကတော့ခိုင်နှင်းဝေစီမှာအလူငွေထည့်ခဲ့ပိုးတဲ့သူကသူမရဲ့စီးပွားရေးကိစ္စအတွက်ငွေလွှဲတဲ့အခါမှာလိုအပ်တဲ့သူ စီမရောက်ပဲခန်းနီဝင်ရဲ့အကောင့်ထဲကိုမှားပြီးလွှဲခဲ့မိတာ ဖြစ်ပါတယ်။ငွေသိန်း30နီးပါးရှိတဲ့တန်ဖိုးဖြစ်ပြီးပမာဏများလာဖြစ်တဲ့အတွက်သူမရဲ့မားကိုဝန်ခံပြီးတပ်သေးတွေနဲ့ဗန်ရှင်းတန်းတွေထိထုတ်ပြီးခန်းနီဝင်စီမှာငွေသွားပြန်ထုတ်ဖို့လုပ်ခဲ့တာပါ။ဒါပေမဲ့အကြောင်းပြချက်မျိုးမျိုးနဲ့အဲ့ဒီပတ်စံကိုမထုတ်ပေးနိုင်ပြင်နောက်ဆုံးအနေနဲ့ပတ်စံတွေဟာလှူလိုက်ပြီးဖြစ်ပြီးအကယ်လို့ပြန်လိုချင်ရင်နေပြည်တော်ထိရုံတက်အမှာဖြစ်တယ်လို့အကြောင်းပြန်လာခဲ့တာဖြစ်ပါတယ်။ဒါပြင် Tomorrow Foundation ကိုထပ်ပြီးနာမည်ပြအောင်လုပ်ရင်တရက်ခွင့်မှရှင်ဆိုင် ရမှာဖြစ်ကြောင်းကိုလည်းထိန်းချုပ်ပြောဆိုခဲ့တာပါ။ငွေသိန်း30တောင်မှပြန်ပေးဖို့ကြံကြာနေပြီးဥပဒေနဲ့အကာအကွယ်ယူကနမေပြတ်နေခဲ့တဲ့မြောက်ပြဆန်တောင်ပရာဟိတဖြစ်လူတွေရဲ့အထင်ခံနေရတဲ့ခိုင်နေဝေပေါ်မှာပြည်သက်ကြီးရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်ရှင်။